တော့ဒီကလေးကိုမြတ်စွာဘုရားကကောသလမင်းကြီးကိုအကြောင်းပြုပြီးတော့ဟောခဲ့တာဟောရခြင်းရဲ့အကြောင်းအရာလေးကပြောစရာအလွန်ကောင်းတယ်ကောသလမင်းကြီးဆိုတာကကျော်ကြီးတို့သိထားကြတဲ့အတိုင်းပဲအစားကအလွန်ကြီးတယ်ဟုတ်လားစံတစိမ့်ချက်တောင်ကုန်တယ်လို့ဆိုရရှိတာအဲ့ဒါဒီနေ့မှာအဲ့လိုအစားတွေအများကြီးစားပြီးတော့ အနာမယူခင်လေးပဲမြတ်စွာဘုရားရဲ့အကြောင်းတော်ကိုသူရောက်သွားတယ်။ကိုရောက်တော့မြတ်စွာဘုရားတရားဟောပိဋကတ်တွေကလည်းရှိတယ်။အစားတွေကအများကြီးစားလာခဲ့တာဆိုတော့သူဘလို့မှမနေနိုင်အိတ်ချင်ငိုင်မြည်နေရတာအလွန်ဆင်းရဲတယ်ပေါ့ဟိုဘက်လှဲလိုက်ဒီဘက်လှဲလိုက်ဘလို့မှမသက်တာအများကြီးစားခဲ့တာပေါ့အဲ့ဒီမှာမြတ်စွာဘုရား တခါကြီးပင်ပန်းသလားဆိုတော့မှန်လားပါဗျာတပိတော့အများကြီးစားလာအလုံးမပင်ပန်းဆင်းရဲပါလေဗျာဆိုတော့အဲ့မှာမြတ်စွာဘုရားကာထာလေးတစ်ပုဒ်ဟောသေးတယ်မိတ္တိယတာဟောတိမဟကသောဇနေတာယိတာတံပရိဝတ္တတာယိမဟာဝရဟောဝနိဝါပပုထောပုဏ္ဏပုဏ္ဏကဗ္မုပေတိမန္တောတဲ့မဟာရာဇမြတ်သောမင်းကြီးယရာချင်းခါ၌ မဟကတောအစာကျူသောသူသည်မိဒိသငိုင်မြည်ခြင်းဖြင့်နှိမ့်ဆက်သည်လေဟောတိဖြစ်၏နိဝါပဗုဒ္ဓအစာကျူသော မဟာဝရဟောဝဝတ်ကြီးကဲ့သို့ရောပုရိသောအရှင်ပုဂ္ဂိုလ်သည်နေတာယိတာအိမ်မောကြလျက်တံပရိဝတ္တတာယိသတပြောင်းပြန်မြဲအိတ်လေးရှိသည်လေဟောတိဖြစ်၏မန္တောပညာနေသောသောပုရိသောထူယောက်ျားသည်ပုဏ္ဏပုဏ္ဏအဖမ်းမအထက်တက်ဂဗ္ဗံအမိဝန်းတိုက်သို့ဥပေတိကဲ့ရ၏တဲ့ မင်းကြီးတဲ့အစာအသောက်အကြီးရဲ့ပုံကောငိုင်းမြည်ခြင်းရဲ့နှိပ်စက်တာကိုလည်းခံရတယ်။ဥပမာအားဖြင့်အိမ်မှာအသားတိုးဖို့မွေးထားတဲ့တော့အိမ်ဝက်ကြီးလို့စားရင်လည်းစားပြီးတော့ဟိုဘက်လှိမ့်ဒီဘက်လှိမ့်တပြောင်းပြောင်းမြန်မြန်အိပ်ပြီးတော့နေလေးရှိတဲ့ပုံကောပညာဉာဏ်နဲတဲအတွကောင်အမိဝမ်တိုက်ကိုခဏခဏကပ်ရတယ်။တပန်ဇာတိပရိဒေနေခြင်းကိစ္စကိုသူခဏခဏပြုတ်ရတယ်ပေါ့ တန်တရားဝကမလွတ်နိုင်ဘူးလို့ပြောတာပါအိမ်မှာမွေးထားတယ်ဝက်ကြီးတကောင်နဲ့တောင်ဥမာပေးတာနော်အဲ့ဒါဘယင်ကိုဟောတဲ့တရားဟုတ်လားအဲ့လိုဟောပြီးတော့မြတ်စွာဘုရားဒီမင်းကြီးရဲ့ပုံမှာအကျိုးလိုလာတဲ့စိတ်အများကြီးရှိတာဖြစ်တဲ့အတွက်ကြောင့်ဂါထာတစ်ပုဒ်ထပ်ပြီးတော့ဟောသေးတယ်အဲ့ဒီဂါထာလေးကတော့တရားဓမ္မတို့ဥစဉ်တို့ရောတရားဓမ္မတို့ရောဥစဉ်တို့ရောအရာတောင်ဆောင်းထားတဲ့နေအဲ့ဒီဂါထာလေး တော်တော်ကောင်းတယ်ဒီကနေ့ညဟောတဲ့တရားကအဋ္ဌကထာလေးကိုပြောခြင်းလေအဋ္ဌကမနုဇတတရာတတိမတော်မဋ္ဌံဇာနာတော်လတ္တဘောဇနီတနုကတဘွန်တိဝေဒနာတဏိကံစီရတိအာယုပါလယံတရာအခခသိန်တတိမတော်တတိရှိသောလတ္တဘောဇနီရအပ်သောဘောဇင်၌မဋ္ဌံဇာနာတော်အတိုင်းရှိကိုတည်သောအတ္တမနုဇတထိုသူအား ဝေဒနာဝေဒနာတို့သည်တဏုကခေါမကုန်သည်ဘွန်တိဖြစ်ကုန်၏အာယုပါလျံအသက်ကိုစောင့်ရှောက်လျက်တဏိကံဖြည်းဖြည်းသာလျင်ဇီရတိအို၏ဒါလေးကအလွန်ရှင်းပြတဲ့အကောင်းအမြဲတမ်းသတိရှိတဲ့လူတယောက်အစားအသောက်စားရမယ်ဆိုလို့ရှိရင်လည်းပဲအတိုင်းရှိကိုသိတဲ့လူတယောက်အရေးချင်းနှမျိုးတောင်းဆိုနော်အမြဲတမ်းသတိရှိရမယ် မနုဇန္တတရားတတိမတော်အမြဲတမ်းသတိရှိရမယ်သတိရှိတယ်ဆိုတာကိုယ်ဘာလုပ်နေတယ်လဲကိုယ်ဘာပြောနေတယ်လဲကိုယ်ဘလို့ဖြစ်နေတယ်လဲဒီဖြစ်နေတဲ့အနေအထားကိုသိနေတာကိုပြောတာအဲ့လိုသတိရှိပြီးတော့မဋ္ဌံဇာနာတော်လက်ရဘောဇဉ်ဒီလက်ရဘောဇဉ်ဒီရလာတဲ့ဘောဇဉ်ရလာတဲ့ဘောဇဉ်ဆိုတာအကြောင်းမျိုးမျိုးကြောင့်ကိုရှိမှာစားစရာတွေရောက်လာပြီကိုရှာထားတာပဲဖြစ်ဖြစ်သူများလာပေးတာပဲဖြစ်ဖြစ်စားစရာရှေ့ရောက်လာပြီဆိုရင်ဒါကိုစားရမယ်ကိုရောက်လာရလာပြီပေါ့နော် ဲ့ဒီရလာတဲ့အစအစာကိုမဋ္ဌံဇာနာတော်တဲ့အတိုင်းရှိကိုသိရမယ်တဲ့ဒီစကားကအလွန်ကျေပြန့်တယ်ဟုတ်လားဒီစာရငါနဲ့တဲ့သလားမတဲ့ဘူးလားတဲ့ပြီဆိုရင်လည်းပဲဘယ်လောက်ထိစားမလဲဒါကိုဆုံးဖြတ်ချက်ပေါ်ပဲမူတည်တာနော် အတိုင်းရှိကိုသိရမယ်ပထမအချက်တင့်မတင့်သိရမယ်ဒုတိယအချက်အပမာဏကိုသိရမယ်ဟုတ်လားအဲ့လိုမျိုးအစာအာဟာရရဲ့ပုံမှာအတိုင်းရှိတည်တယ်အမြဲတမ်းသတိရှိတဲ့လူတယောက်ဟာတဲ့ ဝေဒနာဝေဒနာတို့သည်တဏှုကခေါင်းပါကုန်ဤတဲ့နေရတာချမ်းသာတယ်လို့ပြောတာလေလံနဲ့ထိုင်မိုင်းနဲ့ဝေဒနာတွေအစာအသောက်ကြောင့်ဖြစ်တဲ့ယောဂါတွေဖြစ်လာပြီဆိုရင်လေဝေဒနာတွေကပြင်းပြင်းထန်ထန်နှိမ့်ဆက်မှာနော်ဒါကြောင့်သတိရှိတဲ့အစာအရမှာအတိုင်းရှိသိတဲ့ပုဂ္ဂိုလ်ဟာဝေဒနာနေတယ်တဲ့ဝေဒနာနေတယ်ဆိုတာဒုက္ခဝေဒနာနေတာကိုပြောတာဟုတ်လားချမ်းချမ်းသာသာနေနိုင်ခြင်းနဲ့တက်တက်လက်လက်ပော့ပော့ပါပါနေနိုင်ခြင်းနဲ့ဆိုလို့ရှိရင် အစာအာဟာရမှာအတိုင်းရှိကိုသိရမယ်။သင်မသင်ကိုသိရမယ်ဘလောက်စားတဲ့တယ်ဆိုတာကိုသိရမယ်။ဟုတ်လား။အဲ့ဒါလို့ဆိုရင်ဝေဒနာတွေနည်းမယ်တဲ့။ဒါရဏဆိုတော့မကဘူးတဲ့။အာယုပါလေရန်အသက်ကိုစောင့်ရှောက်လျက်တဲ့။အဲ့ဒီတတိရှိပြီးတော့အစာအစာမှာအတိုင်းရှိသိတဲ့လူဟာအသက်ကိုစောင့်ရှောက်ရာရောက်တယ်။ဆိုလိုတာကအသက်ရှိမယ်လို့ပြောတာ။ဟုတ်လား။အဲ့ဒီအသက်ရှိမယ်ဆိုတာတဲ့ အထူးသဖြင့်ဒကမာကြီးများပို့ပြီးတော့သဘောကျမဲ့အကျိုးကျေးဇူးနောက်ဆုံးမှာပါတယ်။တဏိကံနှင်းနေစီတတိအိုဤတဲ့အိုနှေးတယ်တဲ့။ဟုတ်လား။အိုနှေးတယ်တဲ့။နော်။အဲ့လိုဆိုလို့ရှိရင်ဦးဇင်းတို့ပေးတဲ့ဘောင်သူတော်ကောင်းတို့ဗျောင်းမြန်လှမ်းပြီးတော့တွေးပေါ့။အဲ့ဒေသနာတစ်ခုကိုချင်းကတ်တဲ့နေရာမှာနော်အရှိတိုင်းပြောထားတာကိုစဉ်းစားဖို့လိုသလိုဆန့်ကျင်ဘက်အတိတ်ပဲလေးတွေလည်းတွေးကြည့်ဖို့လိုတယ်။ဟုတ်လား။ သတိရှိပြီးတော့အစာရမှာအတိုင်းရှိတည်တဲ့ပုံကောဝေဒနာနေတယ်အသက်ကိုစောင့်ရှောက်ပြီးသားဖြစ်တယ်အိုးနှေးတယ်လို့သူကအကျိုးရလက်၃မျိုးပြောတယ်အကယ်၍ကျွတ်တော့သတိလည်းမရှိဘူးအစာရမှာအတိုင်းရှိလည်းမတည်ဘူးဆိုရင်တော့ဝေဒနာတွေလည်းများမယ်အသက်လည်းတိုးမယ်ပြီးရင်အိုးလည်းမြန်မယ်ဟုတ်လားလူမှအိုးမမြန်ခြင်းဘူးနော်အဲ့တော့ဒီနေရာမှာဦးဇင်းတို့ပေးတဲ့ပေါင်းတော်ကောင်းတို့ ကိုအခြေအနေကိုကိုဟကိုစဉ်းစားဟုတ်လားညာတော်အဖြစ်လူတွေစားနေတောင်းနေကြတာတွေဟာလွန်လွန်ကဲကဲစားနေကြတာပဲများခန္ဓာကိုယ်လိုအပ်ချက်တွေတတိနဲ့စားတာမျိုးဟောလိုအပ်လို့ကျွေးတာမျိုးဆိုတဲ့အတွေ့မျိုးတဘာဝကြကြတွေးတာပိတ်မပါဘူးတော့အစာအထာကိုစားတာကို စိတ်လိုလိုက်ပြီးတော့ဖြောပြေးရေးဆန်းဆန်းဇိန်ခံတဲ့သဘောမျိုးနဲ့စားကြတာပဲများတယ်ဟုတ်တယ်မဟုတ်လား ဒါမစရင်မဖြစ်လို့မစရင်ဒီမှာမို့လို့ဒါကိုစမှအသက်ရှင်တဲ့နိုင်မှာအသက်ရှင်တဲ့နိုင်မှာတန်ဖိုးရှိတဲ့လူကိုလုံနိုင်မှာဆိုတဲ့မုံမြတ်တဲ့အတွေ့အကြုံစားတာကအလွန်နည်းတယ်။စားလို့စားလိုက်တယ်။စားပြီဆိုရင်လည်းအရသာခံဖို့ကအဓိကပဲ။ကောင်းနေပြီဆိုရင်တော်တော်နဲ့မရက်တော့ဘူး။ဟုတ်လား။အဲ့ဒါပါတော့ကိုယ့်ကိုယ်ကို ရှင်းရဲအောင်လုပ်တာပေါ့နော်။စိတ်အလိုလိုက်လိုက်တာပေါ့။စိတ်ပညာရှိတဲ့အောင်ကြည့်မယ်ဆိုရင်ပို့တော်ကောင်းသေးတယ်။ဒီကထာလေးက အစာတောက်နေခြင်းဟာကျမချင်းရဲ့အကြောင်းပဲဒါကြောင့်မြတ်စွာဘုရားတထက်ပဲစားကြလို့ယဟန်တွေကိုအတိမ်ပြင်းညက်တယ်လတုကီကောပမသုတ်တံဆိုတာရှိတယ်ဦးဇင်းတို့ဟောဖို့ပါတယ်ငကိုတော့ကမြတ်စွာဘုရားညတာမစားဘူးလို့ပြင်းညက်ချက်ထုတ်တာဒါမရှိဘူးဟုတ်လားနောက်ကြတော့ညမှာဆုံးကနေပါလေထွက်တော့တချို့တကမာကြီးတွေကလန့်ပြီးတော့အော်ဒါဘုန်းကြီးကလမ်းပေါ်မှာသွေကြီးရက်ပြီးတော့မဲမဲကြီးဆိုတော့ဟဲ့ပါကြီးတော့တဲရဲကြီးလားဆိုတော့ဟုတ်လား အဲ့မှာဒုက္ခရောက်ကြတာလေပြီးမှဘုန်းကြီးဆိုဩဘယ်နဲ့ညာကြီးမိုးချုပ်အဆင်မပြေဘူးပေါ့နော်မတင်တော်တဲ့အမျိုးသမီးတွေရှိတဲ့လမ်းကိုရောက်တာလည်းရှိအဲ့လိုအမျိုးမျိုးသောအကြောင်းမြတ်စွာဘုရားကတော့ဟိုပြဿနာပေါ်လာပြီဆိုတော့မှသာလေဝိနည်းပညာချက်တွေကိုထုတ်တာများတယ်အမှန်ညာသာမစားရဘူးဆိုတာဟုတ်လားနောက်တော့မြတ်စွာဘုရားနေလွဲတာမစားရဘူးတဖြည်းဖြည်းနဲ့အဲ့ဒါတချို့ရဟန်းတော်တွေကဒါကိုမကျေနပ်ကြတာရှိတယ်မကျေနပ်ဘူးဆိုတာမြတ်စွာဘုရားမုန်းတာကိုပြောတာမဟုတ်ပါဘူး ဩအသေးမွားလေးတွေကစားလိုက်ပြီးတော့ချုပ်ချယ်နေတာပဲလို့ထင်တဲ့ယန်းတွေလည်းရှိတယ်။ဒါပေမဲ့တကယ်လေးချင်းကြည်လိုက်တဲ့အခါတကယ်လိုက်နာကြည်လိုက်တဲ့အခါကျတော့အလွန်အကျိုးကျေးဇူးကြီးမားတာကိုတွေ့ရတယ်။ပေါ်ပါတယ်၊ချမ်းသာတယ်၊ကျမ်းမာရေးကောင်းလာတယ်။ဟုတ်လား၊ကိယကထနဲတဲ့အများကြီးပေါ့သူ့ရဲ့အကျိုးကျေးဇူးတွေက။ဒါကြောင့်ဦးဇင်းကတခါတလေတရားစကံပွဲကိုမနက်ခင်းကိုစံပြုတ်ပဲတိုက်မယ်လို့စဉ်းစားမိတယ်။ကိယကထနဲအောင်လောက်ရတာ။ဝိယဝိဇ္ဇလောက်ရတယ်ပျာတော့ပျာတာတွေခန့်တယ်ဟုတ်လား။ နေ့လေလည်းပဲများလွန်းတယ်လို့ဖုံးဖွားမြင်တယ်အခုကြွေးနေတာတွေကိုလေမြတ်တာယုံဆိုတော်ပြီပေါ့ဟုတ်လားဒီခုနှစ်ရက်လေးကျမကြီးအတွက်လိုအပ်ချက်ကတော့ပြည့်စုံရမှာပေါ့နော်ဥစဉ်တို့အစွန်းရောက်တာမဟုတ်ပါဘူးများသောအဖြစ်ကအစွန်းကရောက်နေတာများတဲ့ပဲရောက်နေတာနည်းတဲ့ပဲရောက်တာမဟုတ်ဟုတ်လားနော်ရိတ်တာတွေမှာဘလို့ကြွေးတယ်အမလေးဘေးတာ အာမမကောင်းပါဘူးမရှုံကမဲကလည်းပြောရရိတ်တာသွားပြီးတော့ဟုတ်လားအစားတော့ကောင်းသွားစားဖို့လုံနေတာကြားနေတာပဲဟုတ်လားအဲ့ဒီအစားအာနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့အများကြီးရှော့ချနိုင်မယ်ဆိုလို့ရှိရင်ဝေယဝိသလိုရတဲ့အပိုင်းအစားသရပါလို့အကုန်လုံးကောင်းသွားမယ်လို့ထင်တယ်ဒါလည်းပဲတရားထုတ်တဲ့ပုံကိုယ်တွေကိုပထမအမြင်ရှင်းအောင်တော့အရင်ပြောဖို့လိုမယ်ပေါ့နော်ဒီခုနှစ်ရဲ့အတွင်းလေးမှာငါအစားအာနဲ့ပတ်သက်ပြီးတော့ တကယ်ကိုချိုးချိုးချင်ချင်ကျင့်သုံးကြည်သမ်းမယ်။တော့အိမ်ရောက်မှငါကြိုက်တလောက်စားမယ်။အခုရိတ်တာတွင်တော့ငါချိုးချိုးချင်ချင်လေးနေလိုက်အောင်မယ်ဆိုတဲ့စိတ်ကလေးမွေးနေချင်တယ်။အဘလို့တော့အဲ့ဒါအတင်းစားလို့ချင်းဒီပေါ်ကြတော့အဲ့ဒါအပြိုင်ငိုက်ကြတော့မှလေ။ဟုတ်လား။တဏှာကြီးတို့ဆိုလို့ချင်းအဲ့ဒါငိုက်တာပဲများတယ်။အဲ့တော့ကိုစားထားတာတွေကကိုယ့်ကိုပဲဒုက္ခပေးမှာနော်။ဒါကြောင့်ဒီကာထာလေးကိုမြတ်စွာဘုရားမင်းကြီးရဲ့အကျိုးအတွက်ဟောတာ။ တော့အမြဲတမ်းသတိရှိပြီးတော့အစာအသားမှာအတိုင်းရှိသိတဲ့ပုံကောနံပါတ်၁ဝေဒနာနေတယ်နံပါတ်၂အသက်ကိုစောင့်ရှောက်ပြီးသားဖြစ်တယ်နံပါတ်၃အိုးနှေးတယ်တဲ့ဒါကြောင့်ဦးဇင်းတို့ရှင်သာတိဗုဒ္ဓရာကိုရမြတ်ကြီးဟောခဲ့တဲ့ဂါထာတော်တွေထဲမှာတော့သူရဲ့ကျင့်စဉ်လေးတွေထည့်ပြီးတော့ဟောတာရှိတယ်စတ္တာတော်ပင်စအာလောပေဆုံးစားတဲ့အခါမှာဒီ၄၅လောက်စာကိုမစားဘဲနဲ့ ခြံထားလိုက်တယ်ပေါ့ဘိုက်ထဲမှာ နေရာလေးခြံထားလိုက်ပြီးမှအဲ့ဒါကိုရေတောက်တယ်ပေါ့နော်ဆိုကြပါစို့အလုတ်30စအမဝမယ်ဆိုရင်အလုတ်စိတ်လောက်ပဲစားလိုက်တယ်ပေါ့ခြံထားလေးကနေသာထိုင်သာလေးရှိအောင်လို့ခြံထားအောင်လေအပြည့်ကြီးထဲ့တဲ့အခါကျတော့နေရာခက်တာပေါ့အဲ့ဒါကိုမင်းကွန်းစလိုကြီးကသူကလေးငါလုတ်စာခြံထားပြီးတော့ရေတောက်တာမဟုတ်ဘူးတဲ့လေးငါလုတ်ပဲစားတာတဲ့ဟောအယူဆအမျိုးမျိုးနော် လင်္ကာလုံးစာချန်ထားတာမဟုတ်ဘူးတနက်လုံးမှဘလောက်စားလင်္ကာလုံးစာပဲစားရတယ်အဲ့ဒါဆရာတော်ကြီးကအဲ့ဒီလင်္ကာလုံးစာလောက်ပဲစားတာငချောက်ဖုတ်ကလေးလေးစီစမ်းထားတဲ့တောင်အဲ့ဒီစီလေးပါလို့ဆိုပြီးတော့လက်ဖက်ရည်ကွက်ထဲထည့်ပြီးတော့စီစစ်ပြီးတော့မှစားအဲ့အသက်ရှည်ကြီးနေတော့တာပဲလေဟိုတနေ့ကဥချင်းပြင်စာမှာတိမ်သမုတ်တော်ဥဆောင်ပြီးတော့သမုတ်ပေးတဲ့ဆရာတော်ကြီးကတက်90ကျော်အလုံးမှကျမ်းပါတယ်တွက်လက်ဖြက်လက်ပြီးတော့ပေါ့နေတာပဲ အဲ့တော့၃၄ရက်လောက်သူနဲ့အတူတူစွန့်စားကြည့်တော့အကြောင်းတရားကို တွေ့ရတယ်။အံဩစရာကြီးမနှက်ခင်းစားတာဥစဉ်ထင်တယ်။လက်ဖက်ရည်တောက်ပံကတလုံးတိတ်တိတ်ကလေးသာလောက်ပဲရှိမယ်စွန့်လေးမှာ။ဟုတ်လား။နေ့လေကြာတော့လည်းပဲဟိုဟာလေးလိုလိုဒါလေးလိုလိုနည်းနည်းလေးပဲစားတယ်။အမြဲတမ်းဒီတိုင်းပဲတဲ့။အတူကလည်းသူ့ကိုယ်သူပြောတယ်ဒီအစားအသောက်ကိုတကယ်ကိုသတိထားပြီးတော့နည်းနည်းပဲစားတဲ့အတွက်ကြောင့်အလွန်ကျန်းမာတယ်လို့သူထင်တယ်။ တော့ဒါကတချို့အလုတ်ကျန်းလောရတဲ့လူတွေအတွက်တော့တင့်တော်ခြင်းမှာတင့်တော်မှာပေါ့နော်အင်းနဲ့အားနဲ့လောရတဲ့အတွက်လောရတဲ့လူတွေအဖို့တော့ဟုတ်လားအများကြီးစားဖို့လိုမယ်ပေါ့သို့တော့လူအများစုကအင်းနဲ့အားနဲ့လှုပ်လို့လိုအပ်လို့စားတာမှမဟုတ်ပဲဘာလို့စားရလဲထင်တော့ဦးဇင်းကတော့ဇိန်ခံရင်လို့စားရတာဟုတ်တယ်မဟုတ်လားစားတာကိုအရသာခံပြီးတော့စားနေတာစားလို့မကောင်းရင်စားမလားစားလို့မကောင်းရင်ရက်ပြစ်မှာနော်တောင်းလျှောက်စားလို့ကောင်းအောင်ပဲဖန်တီးပြီးတော့လုပ်မှာ တော့လိုအပ်လို့စားတာလားစားခြင်းလို့စားတာလားဆိုတာကိုကြွေးပြအောင်တွေးဖို့လိုတယ်ဟုတ်လားလိုအပ်ချက်ရလုံမယ်ဆိုလို့ရှိရင်ဒါအတိပ္ပယ်ရှိရယ်နော်လိုအပ်ချက်ကိုဖြည့်ဆည်းတာမျိုးမဟုတ်ဘဲနဲ့နော်လောဘကိုဖြည့်ဆည်းတဲ့အနေအထားမျိုးဆိုလို့ရှိရင်အဲ့ဒါကိုဒုက္ခကိုရှာတယ်လို့ဖြစ်သွားလိမ့်မယ်ဟုတ်လားအခုရေကိုတောက်ပြီးတော့နေရတာတွေဘာတွေရှိရယ်လေဘယ်နေရလောက်ရေတောက်တယ်ဆိုတာအမေအဲ့ဒါကဟိုတနေ့ကတောင်တွေ့ရသေးတယ်ဖះမပွင့်ငင်ကစပေါ်တဲ့နီးတဲ့အဲ့ဒီနီးက နောက်36နှစ်ရည်လောက်ဘာမှမထည့်ဘဲနဲ့ဘိုက်ထဲမှာဘာမှမထည့်ဘဲနဲ့ရေးရေးတောင်းနေအဲ့တော့တလကိုနှစ်ခါသုံးခါလောက်တော့လှုပ်တဲ့နေတဲ့အထဲထဲရည်ကိုရှင်းထုတ်လိုက်တာတချို့ဒီထဲမှာဦးဇင်းတို့တဲ့နားလေတဲ့လူတွေပါမှာပါဒီခန္ဓာကိုအလုတ်လုတ်ပုံအစာရထဲလိုက်ရင်နော်ဘယ်လိုကလေးစားတွေဘယ်လောက်ပင်ပန်းပုံဘယ်လောက်ပြဿနာကြီးပုံဆိုသူတို့ပို့ပြီးတော့အသေးစိတ်သိတယ်ဟုတ်လားဟိုတလောကဆရာမကြီးတယောက်ပြောတာလည်းရှိတယ်သူက တရ24နာရီရှိတာ ఓ တဲ့68ကျင့်စဉ်ကို तू ကျင့်နေတာကြာပြီတဲ့ကျမ်းမာရေးလည်းအလွန်ကောင်းတယ်တဲ့68ဆိုတာဘာလို့ဆိုအစာစားချိန်ကို6နာရီပဲထားတယ်68နာရီလုံးလုံးပိုက်ထဲကိုဘာမှမထည့်ဘူးရေပဲထည့်မယ်ဖြော်ရည်လောက်ပဲထည့်မယ်အဲ့တော့ဘုန်းတော်ကြီးတွေကအလိုလျောက်အဲ့ဒီ68ကျင့်စဉ်ကိုကျင့်ပြီးသားဖြစ်နေတာတဲ့မနေ့ကင်း6နာရီကနေ့7နာရီအထိပဲစားမယ်လေ6နာရီအတွင်းစားပေါ့ ဟုတ်လားဒါတောင်တစ်ခါတည်းဝါဝမစားဘဲနဲ့နှစ်ကြိမ်သုံးကြိမ်လောက်ခွဲစားနိုင်ပိုကောင်းတယ်ကျမကြီးရှုဆောင်ရပြောမယ်ဆိုရင်ဒီဦးသိန်းတို့ဒူတင်ဆောင်နေဆိုတဲ့ခါကျတော့ကိကိထနဲ့အောင်သူကြတော့အထက်ထအကြိမ်ကြိမ်စားတာကိုပယ်ပြီးတော့တစ်ကြိမ်ပဲစားတာရှိတယ်တချို့ဒူတင်ဆောင်ကြတဲ့ဆရာတော်ကြီးတွေတစ်ကြိမ်ပဲစားတယ်သူကြတော့အလုံနေအောင်ပေါ့နော် အစားအတွက်အချိန်မပေးတော့ဘူးပေါ့ကျန်တဲ့အသေးပဲရှိတဲ့အလုပ်တွေကိုလုပ်ဖို့အတွက်အချိန်ပေးတာ တော့ညံ့နေစားမစားဘူးဆိုတဲ့ကိစ္စကိုလူတော်တော်များများတကယ်တမ်းလုံမယ်ဆိုရင်လုံလို့ရတယ်ဟုတ်လားအလုတ်ချမ်းလုံနေတဲ့လူတွေကနင်းနေပါဟုတ်တယ်မဟုတ်လားအဲ့ဒါတိတိကျကျကျမ်းမာရေးအတွက်ရောနော်အစသာရာရာနော်မြို့ကိုပြီးတော့လုတ်ကြည့်ပေါ့ဘလောက်ကြီးကထနဲသွားမလဲနော်ပဆန်ကုံလည်းတက်တာအောင်မှာနော်ဟုတ်လားအကုန်လုံးလောကခံရတာအရှုပ်တွေလည်းတက်တာအချိန်တွေလည်းအများကြီးရတယ်နော်ဥပုံစောင်းတဲ့အချိန်မှာဦးဇင်းတို့ဝိကာလဘောဇနာတိခါဘုတ်ကိုစောင်းထင်းနေဆိုတာ ကောင်းတဲ့လူတွေကိုလှုပ်ဖို့အတွက်အချင်းပိုရအောင်ဆိုတဲ့ရည်ရွယ်ချက်လည်းပါတယ်သူကဒီညစာအတွက်ပြင်ရဆင်ရချက်ရပြုတ်ဟာတော့လာရှားဖွေရတယ်လွယ်တဲ့ကိစ္စမဟုတ်ဘူးဟုတ်လားအဲ့တော့အဲ့ဒါလောက်ဖြတ်တော့နိုင်လို့ရှိရင်ဖြတ်တော့နိုင်တဲ့လောက်ဦးဇင်းတို့မှာတက်တာခွင့်နော်ငင်းအေးခွင့်ရတာပေါ့လှုပ်ကြည့်ပေါ့ဟုတ်လားခုဒီမှာမြတ်စွာဘုရားပြောပြီဟုတ်လားအမြဲတမ်းသတိရှိပြီးတော့အစာအာမှာတိုင်းရှိသိတဲ့ပုဂ္ဂိုလ်ဟာနံပါတ်1ဒုက္ခဝေဒနာနည်းတယ်ဟုတ်လားနံပါတ်2အသက်ကိုစောင့်ရှောက်ပေးတယ် နံပါတ်3အိုနှေးတယ်တဲ့ဟုတ်လားအဲ့ဒီဂါထာကိုဟောတဲ့အခါကျတော့ကောသလမင်းကြီးကအလွန်သဘောကျတယ်သဘောကျပြီမလို့သူရအောင်ကြက်မှတ်နိုင်တဲ့အစွမ်းမရှိဘူးအဲ့ဒါနဲ့သူ့ရဲ့တူသူတတနာဆိုတဲ့လူလင်ကပါတယ်အဲ့ဒီနာမှာအဲ့ဒါမြတ်စွာဘုရားသူတတနာလူလင်ကိုဒီဂါထာကိုသင်ထားဒီဂါထာကိုရအောင်ကြက်ထားရပြီဆိုလို့ရှိရင် မင်းကြီးစွန့်စားလို့နောက်ဆုံးထမင်းလို့ရောက်ပြီဆိုရင်မင်းဒီကာထာကိုရွတ်ပါဠိလိုဆိုတော့တို့ကအဓိပ္ပာယ်သိပြီးသားဟောနော်ပါဠိစကားပြောတဲ့လူတွေဆိုတော့ဒီကာထာလေးကိုရွတ်လိုက်ဒီကပြားလေးကိုရွတ်လိုက်အမြဲတမ်းသတိရှိပြီးတော့အစာအထာမှာတိုင်းရှိသိတဲ့လူဟာဝေဒနာနေတယ်အသက်ကိုစောင့်ပြီးသားဖြစ်တယ်အိုးနေတယ်အဓိပ္ပာယ်အလွန်ရှိတာဟော ဲ့လိုရွတ်လို့ရှိရင်မင်းကြီးဟာတေချာပေါက်နောက်ဆုံးစားမဲ့ထမင်းလို့ကိုမစားဘဲနဲ့ပြန်ချလိုက်မိတဲ့ပကံများတယ်ကြောက်မှာပေါ့နော်တနည်းအားဖြင့်အကျိုးကြီးကြီးကိုလည်းရချင်မှာပေါ့အဲ့လိုဆိုမင်းကြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီမင်းကြီးချထားခဲ့တဲ့ထမင်းလို့ကထမင်းစည်းကိုမင်းရေးတဲ့ရေးပြီးတော့နောက်နေ့ချက်လို့ရှိရင်အဲ့ဒီဆန်စည်းနဲ့အရေအတွက်ကိုရှော့ချက်လိုက်တယ်ဆိုလိုတာကအဲ့ဒီတလုံးစာကိုရှော့ချက်လိုက်လို့ပြောတာနောက်နေ့ကြတယ်အဲ့တော့နောက်နေ့စားပြီဆိုရင်လည်းနောက်ဆုံးလို့ရောက်လို့ရှိရင်အဲ့ဒီကာထာကိုရွတ်အဲ့ဒါနောက်ဆုံးလို့ကိုချထားခဲ့လိမ့်မယ်မင်းကြီးက ခြားထားခဲ့ရင်အဲ့ဒီတလုံးစာနောက်နေ့လျှော့လိုက်အဲ့ဒီနီးနဲ့မင်းကြီးကိုအစားလျှော့ခိုင်းတာအဲ့ဒါဒီတဲ့အစားကြီးတဲ့ပုံကိုယ်တွေအကောင်းဆုံးနီးရဟုတ်လားအကောင်းဆုံးနီးရရင်နော်တဲ့တဲ့တလုံးစာတလုံးစာလျှော့ပြီးတော့စားကြည့်ပေါ့ဟုတ်လားတခါတည်းလျှော့ခိုင်းတာမဟုတ်နော်တခါတည်းဆိုရင်နေနိုင်မှာမဟုတ်ဟုတ်လားကိုလူတွေကြည်ရတာများသောအားဖြင့်ဘာတွေပဲတော့အထူးသဖြင့်ဒကမာကြီးတွေကြည်ရရင်နောက်သက်40ကျော်သွားပြီဆိုတော့အကုန်လုံးကဘလို့ဖြစ်ကုန်လို့ပုံပြက်ပန်းပြက်တွေဖြစ်ကုန်ဟုတ်လားကိုယ့်အကိုဖြက်စီးပြစ်တာကိုယ့်ပုံနော် အဲ့ဒါကြည်ကျန်းအဖြစ်ရေးဘူးရသဘောအဖြစ်အဲ့ဒီဝါတုတ်တုတ်တွေအကုန်လုံးအစားပုတ်တဲ့လူတွေပဲများမှာမစားဘဲနဲ့မဝပါဘူးတချို့ကပြောသေးတယ်ဒီလိုဘာမှမစားဘဲနဲ့ဝါနေတာလေမဖြစ်နိုင်တာကြီးနော်အဲ့ဒါနဲ့မြတ်စွာဘုရားအဲ့ဒီသုတ္တနာလူလင်ကိုအဲ့ဒီနီးကိုပေးတာပြီးတော့အဲ့ဒါသုတ္တနာလူလင်ကမင်းကြီးစားလို့နောက်ဆုံးလို့ရောက်ပြီဆိုရင်အဲ့ဒီကာထာကိုရွတ်တယ်အဲ့ဒါရွတ်လိုက်လို့ရှိရင်မင်းကြီးကဟုတ်တယ်နောက်ဆုံးလို့ကိုမစားတော့ အဲ့လိုနဲ့တဏပိတဏလျှော့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 လာနောက်ဒဇလေလောက်ပဲစားတော့တယ်တဲ့အများကြီးလျှော့သွားတယ်အဲ့တော့လူကဘာဖြစ်တုံးဆိုတော့စောတော်ကဝိုင်ဖိုင်မိုင်ပုံကြီးတွေအကုန်ပျောက်သွားတာဗာလေးချင်းကလုတ်တယ်ဗာညာမပါဘူးတော့စားတယ်မှာအစာလျှော့တာနဲ့အဲ့ဒါလိုဖြစ်သွားတာဟုတ်လားအဲ့တော့နောက်တော့ကျမကြီးကအလွန်ကိုပဲကောင်းတွက်လက်ပေါ်ပါပြီးတော့အားရင်နေလဲကြီးလာတယ်အဲ့တော့နောက်ကျောင်းတော်ရောက်လာတဲ့အခါကျတော့သူ့ရဲ့ပုံကလည်းပြောင်းသွားတ ဲ့ဒီမှာမြတ်စွာဘုရားကိုကြီးသူတင်လွန်းလို့ဟုတ်လားမြတ်စွာဘုရားနီးလန်းကြောင်သူဒီလိုဖြစ်သွားတာကိုမြတ်စွာဘုရားတဲ့တပည့်တော်ငိုတော့နဲ့ဘာမှမတူတော့ဘူးတဲ့အခုသားသမင်ကိုလိုက်ဖမ်းမယ်ဆိုရင်တော့ဖမ်းနိုင်နေတယ်မြင်းကိုမြင်းရဲ့နောက်ကိုလိုက်ပြီးတော့ဖမ်းနိုင်နေတယ်သူကအဲ့လောက်ကြီးကြီးကိုသူကပြောင်းလဲသွားတာဒါကြောင့်မို့လို့တပည့်တော်ငိုတော့ကတွေ့ကြုံခဲ့ရတဲ့ဒုက္ခတွေအကုန်ပြောက်သွားပြီတဲ့ငိုတော့ကစားပြီးရင်သူကအိတ်တော်တာလေမအိဖဲကိုနေလို့မရဘူးအစားကြီးတဲ့လူကမအိဖဲနေလို့မရဘူး နော်ဂျိုင်းညာနေပြီးတော့အဲ့ဒါအိတ်တဲ့ခါမှာချွေးတွေကကြလာတယ်ဟုတ်လားပတ္တနတိဟုတ်လားဂျိုင်းညာနေပြီးတော့မြစ်မြစ်ကလေးချောင်းလေးများစီးတယ်လို့ချွေးတွေကစီးနေတယ်လို့အဲ့ဒါပတ္တိနတိလို့ခေါ်တာတယ်ဟုတ်လားပတ္တိနတိကောသလဆို